ဒီနေ့ကတော့ကျွန်တော်ရဲ့ follower တွေကိုကျွန်တော်စာသင်လို့မဟုတ်ဘူးပြောပြမလို့နည်းနည်းလေးနားထောင်တော့အဲ့တော့အခုချိန်မှာကျွန်တော်ပြောနေရတော့ကျွန်တော်ရဲ့ follower တွေကမြင်ရသေးရဆိုရင်ကျွန်တော် follower တွေကတော်တော်လေးကိုကံကောင်းနေပြီဒါပေမဲ့ channel လူတွေကံမကောင်းတဲ့လူတွေရှိတယ်နော်ကျွန်တော်တို့ကံကောင်းနေချိန်မှာပဲတချို့တွေကတော့အသက်တွေဆုံးရှုံးသွားပြီတချို့တွေကြတော့လေမိသားစုတွေနော်ဆွေမျိုးတွေအပေါင်းအသင်းတွေကိုဆုံးရှုံးသွားပြီနော်ကြီးမားတဲ့ဆုံးရှုံးမှုတွေတချို့တွေကြပြန်တော့လေနော်ကိုယ့်ရဲ့ပိုင်ဆိုင်တဲ့ဂျိုးပန်းအားထုတ်ခဲ့တဲ့ပိုင်ဆိုင်မှုတွေကိုဆုံးရှုံးသွားကြပြီ တချို့ရကြောင်လည်းအခုအချိန်ထိပိတ်မိပြီးတော့ဒုက္ခအကြီးကျယ်ရောက်နေတဲ့လူတွေမုန်းကျက်ပြီးပိတ်လောင်နေမယ်လို့ရှိရလူတွေခန်းစားကြည့်ကြပါနော်ပြီးတော့တချို့ကြပြန်တော့လည်းအဲ့လူတွေကိုကယ်ဖို့အတွက်နော်အာသွန်ခုံဆိုင်တဲ့နော်ပင်ပင်ဖမ်းဖမ်းတကယ်မြေပြင်မှာလုံနေကြပြီနော်အဲ့တော့အဲ့လူတွေကဘလူတွေလဲအခုလူဖြစ်နေတာဘသူတွေဖြစ်နေတာလဲဆိုတော့တခြားလူတွေဖြစ်နေတာမဟုတ်ဘူးနော်ခင်ဗျားတို့ကျွန်တော်တို့လူမိတ်ဆွေတို့ကျွန်တော်တို့လူမျိုးဟိုမြန်မာနိုင်ငံသားတွေဖြစ်နေကြတာပေါ့နော်ခုမြန်မာနိုင်ငံသားတွေဖြစ်နေတာဆိုတော့ဒီနေ့လေးခေါင်းတွေကိုထည့်ပြီးတော့ပေါ့နော် ထည့်ထားမယ်။အခုမြန်မာနိုင်ငံသားတွေအခုလိုဖြစ်နေတဲ့အချိန်မှာတခြားနိုင်ငံတောင်မှလူလူသားချင်းစာနာပြီးတော့လာကြတယ်၊ကူကြတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်ဖြစ်နေပြီးတော့ဒီတိုင်းရက်ကြည့်မနေသင့်ဘူးနော်။နော်ဒုက္ခတွေသူများရဲ့ဒုက္ခရောက်နေတာကြည့်ပြီးတော့ဒီတိုင်းရက်ကြည့်နေရဆိုရင်ဟိုကနည်းနည်းလေးညံ့တယ်တရား follow ရတယ်နည်းနည်းညံ့တယ်เนาะအဲ့ဒါကိုဟိုကြက်တောင်မကြည့်ဘူးဗျာเนาะကိုနဲ့မဆိုင်လို့နေရဆိုရင်တော့ဒါတော်တော်ကြီးညံ့တယ်သဘောထားတော်တော်ကြီးညံ့ ဟုတ်လားအဲ့တော့ကိုကဘာကြီးလုတ်ပေးနိုင်လဲဆိုတော့အများကြီးကြည့်နေရမယ်နော်ငွေကြေးအင်အားတက်နိုင်တဲ့သူကတည်းငွေကြေးပေါ့နော်ငွေကြေးအင်အားမတက်နိုင်တဲ့သူကကိုကိုင်းအင်တိုင်းအားတိုင်းကိုရဲ့ခွန်အားနဲ့လုံနေတဲ့သူကလည်းခွန်အားနော်အဲ့လိုလုံနေကြတဲ့အချိန်မှာကိုကဒီတိုင်းရက်ကြည့်မနေသင့်ဘူးကိုကငွေကြေးလေးတက်နိုင်တယ်ငွေကြေးလေးနည်းနည်းလှူလိုက်တာမျိုးဟုတ်လားကိုကနည်းနည်းလေးဘူးတူတာလေးပို့ရှိရဆိုရင်နော်သူတို့တွေဆောင်းရဆောင်းရလေးကိုဘူးတူတာလေးဝေမြလိုက်တာမျိုး လားဒါကဟိုပေါ့နော် account တစ်ခုမှာ follower နည်းနည်းများရဆိုလို့ရှိရင်လည်းဒုက္ခရောက်နေတဲ့အကြောင်းကိုနည်းနည်း sharing လုပ်ပေးတာမျိုးနော်ကိုယ်ရေးဆောင်ဆောင်ပါခြင်းနှုတ်ရေးဆောင်ပါခြင်းဟလာအဆက်အသွယ်တွေပြောကြားပေးခြင်းဒါတွေလည်းအကူအညီသဘောတရားပါတယ်ဆက်ဆံနေသူမှအကူအညီမဟုတ်ဘူးကူညီစိတ်ကလေးရှိပြီးတော့ကူညီရမယ်တစ်ခုခုလေးတော့လုပ်ပေးရမယ်ဆိုတာလို့တော့ကျွန်တော်ရဲ့ follower တွေကိုပြောပြချင်ပါတယ်ဒီတိုင်းငို့တို့ကြည့်ထိုင်ပြီးတော့ကြည်နေအောင်ဘလူတွေဖြစ်နေရလဲဆိုတာကိုနည်းနည်းလေးခေါင်းထဲထည့်ပါအခုမြန်မာနိုင်ငံသားတွေ ဖြစ်နေတာပါเนาะတခြားဘာမှမလုပ်နိုင်ဘူးဆိုရင်တော့မှမေတ္တာလေးတော့ပို့ပေးလို့ရတယ်မေတ္တာလေးပို့ပေးဟာလာကျွန်တော်တို့အခုအချိန်မှာဒီလိုမျိုးကျွန်တော်တွေမကြုံတွေ့ရသေးဘူးဆိုတာကြာကျွန်တော်တို့ဘာဖြစ်လို့လဲဆိုရင်ကာကောင်းနေသေးလို့เนาะတော့ကောင်းမှုကုသိုလ်လေးကိုလုပ်ပေးပြเนาะလိုအပ်တဲ့ကူညီလေးပို့ပေးဖို့စဉ်းစားเนาะတက်နိုင်လောက်เนาะတကြက်တက်နိုင်တကြက်တရားတက်နိုင်တရားเนาะလှူပေးเนาะကျွန်တော်လည်းခုနကလေးမှာတွားပြီးလှူခဲ့ပြီကျွန်တော်လှူခဲ့လို့လာပြီးကြွားတာကိုပြောတာမဟုတ်ဘူးကျွန်တော်ကကျွန်တော်တယောက်ထက်နေမကောက်ဘူးကျွန်တော်ရဲ့ follower တွေပါအကုန်လုံးဟိုပေါင်းစည်းပြီးတော့ အားသက်တရားလုံးလိုက်ကြမယ်ဆိုလို့ရှိရင်အအထောက်ပံ့တစ်ခုတော့ဖြစ်သွားမှာပေါ့ဗျာเนาะအခုကျွန်တော်တို့ဒီမနက်ဆိုတာသမင်းစားပြီးပြီเนาะသမင်းမစားတဲ့လူတွေရှိနေဦးမှာပဲเนาะအဲ့လူတွေတော့အများကြီးဟိုအထောက်ပံ့ပြစ်သွားဖြစ်သွားအောင်လို့စူပေါင်းပြီးလို့ကိုကျွန်တော်အကြံပေးခြင်းပဲဖြစ်တယ်เนาะအဲ့ပြီးတော့အဲ့လိုလူတွေအခါမှာလည်းခုတော့တတိထားရမယ်เนาะအခု ချို့လူတွေကြတော့လဲဟလာကျွန်တော်မပြောချင်ဘူးဒီအဲ့ဒီဟာကိုမှခရင်ကောင်းယူပြီးတော့လှုပ်တဲ့သူတွေရှိသေးတယ်အဲ့တော့ကိုလှူမယ်ဆိုလို့ရှိရင်เนาะတကယ်ကိုယုံကြည်ရတဲ့လူအဲ့တော့ page ခုမှသွားရှာပြီးအဲ့ page ရဲ့ဟိုတင်ထားတဲ့ post တွေနဲ့အောက်က comment တွေတေချာဖတ်တေချာလေ့လာเนาะတေချာလေ့လာပြီးမှလှူဖို့ကြံပြုတယ်ဘယ်သူ့ကိုလှူပါဆိုပြီးကျွန်တော်ကတော့မပြောဘူးဘာပြောဆိုတော့ကျွန်တော်က အလူခံပေးလို့ဖြစ်မှာဆိုလို့ကိုယ့်ရဲ့တရားတရားနဲ့ပဲကိုယ့်ရဲ့စိတ်ရင်းနဲ့ပဲတစ်ခုလေးလုပ်ပေးကြပါပေါ့နော်တကယ်လို့အဲ့အနီးနားမှာရှိတဲ့လူတွေဆိုရင်လည်းကိုယ့်ရဲ့ခွန်အားနဲ့တွားပြီးတော့ကူညီပေးကြပါနော်ပြီးတော့ကျွန်တော်ညာအနေနဲ့ရှာပြီးတော့လေ့လာထားလေးပြောမယ်ဆိုလို့ရှိရင်နော်ငယ်ဘဟုတုတာလူပေါ့နော်တိပီးရဲ့လူတွေတိပီးတာဖြစ်မှာပေါ့ငယ်တော့အဲ့အပြက်စီးရင်းနားမှာဆိုရင်မနေကြပါနဲ့တချို့အပြက်စီးတွေအချိန်မရွေးပြိုကျနိုင်တယ်ငလင်းရဲ့ဘေးအန္တရာယ်များနောက်ဆက်တွဲဆိုးကျူးများကျွန်တော်ရှာလိုက်တဲ့အခါမှာပထမဆုံးကြလာတော့အဲ့ပြတ်ထားတဲ့ဟာအဆောက်အဦပေါ့မပြတ်သေးတဲ့အဆောက်အဦတွေကပူအန္တရာယ်အကြီးဆုံးသူအချိန်မရွေးပြိုကျသွားနိုင် င်တယ်ခဝဲဝေးနေပါเนาะလိုအပ်တဲ့အကူအညီရောက်လာမှလုပ်မယ်ပေါ့နောက်မှကျတော့ဓာတ်ငွေတွေဓာတ်ငွေတွေကကျွန်တော်နိုင်ငံမှာဓာတ်ငွေတုံးတဲ့နေရာအတိုင်းမရှိပေမဲ့ cash flow ဟာမျိုးတွေပေါ့ဗျာပေါက်နေတာစိတ်နေရာမျိုးဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလိုအပ်ရင်ဒီချစ်တွေကို မတုံးနဲ့ပေါ့ဗျာနောက်တစ်ခါကျရေရေရရှိဖို့အတွက်ရေရတော့တစ်ခါကျရေအေးမြစ်တွေကညက်ပတ်သွားတာဖြစ်နိုင်တယ်။နော်ရေအေးမြစ်တွေမကောင်းလို့တာဖြစ်နိုင်တယ်။အဲ့တော့ရေကိုလက်သတိထားပြီးတော့တောက်သုံးမယ်ပေါ့နော်။ဟိုဝဲရောဂါဖြစ်မယ်လို့ဘာလို့ဖြစ်မယ်ဆိုရှင်ဆေးဝါးကူညီတွေမရတာမျိုးတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်ကိုယ်ကိုယ်နဲ့ဂရုစိုက်မယ်။ဖုန်းတွေဆိုလည်းဖုန်းအားတွေကိုထရီတာမယ်နော်။ပြီးရှင်မြေပြော့တဲ့နေရာမျိုးမှာဆိုရင်မြေပြိုတာဖြစ်နိုင်တယ်။အဲ့တော့တောင်ဆောင်တွေမှာရှိတဲ့လူမျိုးတွေနည်းနည်းလေးသတိထားပြီးတော့နေမယ်။အဲ့ဒါတွေကောင်းတယ်မှာနည်းနည်းလေးထည့်ထားမယ်ပေါ့နော်။ပြီးလို့ရှင်အဲ့လိုဘေးအန္တရာယ်ခံစားနေရတဲ့သူအချင်းချင်းနီးကြရဆိုရင်ဒါကျွန်တော်တို့က အဲ့နောက်မှာမရှိလို့เนาะတကယ်တကယ်စဉ်းစားကြည့်လို့ရှိရင်လေမလွယ်ဘူးတွားကိုကိုယ့်အိမ်မှာရှိတဲ့အဲကန်းတစ်ခန့်ကိုမအရင်ဆုံးတန်ရှင်းလုပ်ကြည့်ပါဦးโอเคတကယ်ကိုပဲကွဲတော်ထုကြည့်ပါဦးမလွယ်ပါဘူးเนาะတကယ်လုပ်နေတဲ့သူတွေကိုကျွန်တော်တို့ဒီကနေတကယ်လေးစားပါတယ်เนาะတကယ်လေးစားပါတယ်ဟုတ်အခုလေးအဲ့လိုလုပ်ပြတဲ့အတွက်ကြောင့်ပါเนาะ ပြီးတော့အချင်းချင်းနီးရဆိုလို့ရှင်ဒီစိတ်ခွန်အားလေးတွေပေးကြပါစိတ်ခွန်အားပေးပါဒီချိန်မှာဟိုဆုံးရှုံးမှုတွေကြောတဲ့အခါမှာကျွန်တော်တို့နည်းနည်းလေးကိုယ့်ရဲ့ပတ်စံလေးနော်တထောင်တထောင်ပြောင်းတော့မှစိတ်မကောင်းဖြစ်နေချိန်မှာဒီလောက်ကြီးမားတဲ့ဆုံးရှုံးမှုတွေအသက်တွေဆုံးရှုံးမှုတွေပြီးသားတို့ဆုံးရှုံးမှုတွေဆိုဘလို့မှမခံစားနိုင်အောင်ဆုံးရှုံးမှုတွေဖြစ်နေတဲ့အတွက်ကြောင့်နော်လူချင်းချင်းနော်နည်းနည်းလေးဖေးမှာပါစိတ်ပိုင်းဆိုင်ရာပါကျွန်တော်ကပြောသလိုပဲကိုကဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တော့မှနော် သူ့ကိုစကားလေးနဲ့နဲ့တင်ပေးရပဲတော်တော်ကြီးအချိုးပြစ်ပါပြီဆိုတာကျွန်တော်ပြောချင်ဖြစ်ပါတယ်အဲကျွန်တော် follower များเนาะအဲ့တော့ကိုကမငြင်းရနေပဲနဲ့နည်းနည်းလေးကောင်းအောင်လုပ်ဖို့အတွက်ကျွန်တော်ဒီကနေပြောလိုက်ချင်ဖြစ်ပါတယ်အားလုံးပဲเนาะကျမ်းမာချမ်းသာပြီးတော့เนาะဘေးရန်ခင်ခါကြပါစေ